ငြင်းငြင်းရေးစိတ်ယောဂစိတ်ဒဇယောဂဆွဲကပ်နေတဲ့မြန်မာစစ်တပ်ပေါ့မြန်မာစစ်ဘုရုပ်တွေပေါ့ไซโคပတ်တွေပေါ့เนาะသူတို့တွေကတော့ငြင်းငြင်းရေးငြင်းငြင်းရေးငြင်းငြင်းရေးပြောတော်လာပဲဒီနေ့အတိုင်းပြည်မှာဘာတွေဖြစ်နေလဲဘုံကျဲခံနေရတယ်လူတွေအသက်ခံနေရတယ်တိုက်ပွဲတွေနေ့စဉ်ဖြစ်နေရတယ်ပြည်ရင်းစစ်ဖြစ်နေရတယ်ကျွန်တော်တို့နေ့စဉ်ဒီပါကြုံတွေ့နေရတာဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲဘေးပတ်ဝန်းကျင်နိုင်ငံ ေထဲမှာအထူးသဖြင့်တရုတ်နိုင်ငံဘယ်ဘက်ကရက်ပြီးတော့ဒီလိုပြိပက်ကတွေပို့ပြီးတော့ဇောင်းပေးပြီးရက်တီပေးနေတယ်ဆိုတော့ကျွန်တော်တွေ့နေတာဖြစ်တာမဟုတ်ဘူးလားဆရာဟုတ်ပါတယ်ဆိုတော့ဒီလိုလိုလေမှာတော့ထုံပြရရင်တော့ကုံဆိုရင်ညဉ့်ညံ့ရေးတကယ်ဖြစ်လာနိုင်မဲ့အလားလားတော့စိတ်ဝေးပါတယ်အလန့်အမတန်ဝေးပါတယ်အဲ့ဒါဟုတ်အဲသူကတော့အခုရွေးကောက်ပွဲလုပ်မယ်ပြီးတော့ဘာလုပ်မယ်ဒါတရုတ်တို့ကအားပေးတယ်တချို့နိုင်ငံတွေကအားမပေးဘူးစောင့်ကြည့်ရမယ်ဆက်ပြင်ပြောနေကြတယ်ဆိုတော့ တင်တော်မြင်အလဲပဲအဲ့ဒီနောက်ပိုင်းမှာလည်းပဲညဉ့်ညဉ့်ရရဘူးကတော့သိပြီးတော့မလွယ်သေးဘူးထင်ပါတယ်စစ်မှန်တဲ့ညဉ့်ညဉ့်ဆိုတာပြည်သူတွေနှစ်ဖက်လုံးကလည်းပဲနှစ်သက်ကျင်းတဲ့ဒါညဉ့်ညဉ့်ရမျိုးဖြစ်ဖို့လိုတယ်နှစ်ဖက်လုံးကလည်းပဲ shorting လုပ်ရတာလည်းရှိမယ် shorting လုပ်ပြရတာကိုလည်းကြည်ကြည်နဲ့လုပ်ပြီးတော့သူတို့ ်အနာဂတ်အတွက်အတိကကတော့ယုံကြည်မှုပါပဲညာတဖက်ကတော့ယုံမမင်းဟောစစ်တပ်ကဘာလုပ်လို့သူကဘယ်လောက်ပြောပြောဟောကမယုံဘူးနှစ်ပေါင်းများစွာချိန်ပေါင်းများစွာခံခဲ့ရပြီဟိုကိုကျုံနေဝင်လက်ထက်ကလေးကပဲညဉ့်ညံရေးတွစ်ဆုံဆွေးတွေခေါ်လိုက်ပြတ်သွားလိုက်နေဆိုအချိန်ပေါင်းများစွာဖြစ်ခဲ့ပြီသူတို့တော်ရုံနဲ့မယုံဘူးညာတရားဟိုယုံကြည်မှုရအောင်ပြန်လဲတိဆောက်ဖို့ဆိုတာတိတ်ပြီးတော့အရေးကြီးပါတယ်